နဲ့ပူပေါင်းပြီးတော့လာလို့လားဥဏ္ဏမေကဥဇောဘုံဝေးလို့ခေါ်တယ်အဲတခုပြောချင်တာကပေါ့နော်အဲမိမိရဲ့ဘာသာသာသနာယဉ်ကျေးမှုဒလိထုံလန်းအစဉ်အလာတွေကိုအမီးတို့ကသားတို့ကထိမ့်သိမ်းရမယ်နော်အဲဒီဒီမှာတောင်းတက်ပြီးတော့မှဒီစာကိုတင်လို့ရှိရင် နိုင်ငံကိုချစ်ရမယ်အမျိုးဘာသာသာသနာနဲ့ကိုယ်နိုင်ငံကိုယ်လူမျိုးအတွက်ခွန်အားဖြစ်ရမယ် ဘာတော့ကိုနိုင်နိုင်ရဲ့ကိုလူမျိုးအလုံကျွေးပြုတ်ရမယ်တားကောင်းသမီးကောင်းတွေဖြစ်ဖို့အတွက်ကိုပဲဦးကဆူတောင်းပေးတယ်နော်အဲ့တော့ဟိုအယူဝါဒတွေမားတဲ့အရာတွေပေါ့နော်ဒီဘက်ခင်မှာဦးတို့ဖြစ်သွားပြီဖြစ်သွားပြီဒါတားတို့သမီးတို့ကငယ်သေးတယ်တားတို့သမီးတို့မပြည့်သေးဘူးနားမလည်သေးဘူးအဲ့တော့ဒီဆရာတော်တွေတန်ဃာတော်တွေကိုတဲ့ကြီးတဲ့အခုကိုစာပေပညာတွေသင်ကြားပေးနေတဲ့ဆရာဆရာမတို့စကားကို မသွေမသိနဲ့လိုက်လာပြီးတော့မှအဓိကကိုယ်မွေးခဲ့တဲ့မိခင်ဖခင်ကိုအလုတ်ကျွေးပြနိုင်တဲ့ဒါကောင်းသမီးကောင်းတွေဖြစ်ရမယ်နံပါတ်၁ကနောက်တစ်ချက်ကတော့ဦးတို့ရဲ့နိုင်ငံလူမျိုးအပေါ်မှာနော်ကိုကြရာတာဝန်ကိုအကောင်းဆုံးထမ်းဆောင်နိုင်ရမယ်နော်အဲ့တော့ကျတော့အခုဖြစ်နေတဲ့နိုင်ငံရေးအခင်းချင်းကြီးကိုဒါတို့သမီးတို့ကငယ်သေးတဲ့အတွက်ဦးအဲ့ဟာကြီးကိုတော့အများကြီးအကျယ်တဝန်းနဲ့မပြောချင်ဘူး ဦးပြောနေတာကနိုင်ငံနဲ့လူမျိုးပေါ်မှာပေးဆက်နိုင်တဲ့အသွေးအသားနဲ့ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားတဲ့မိကောင်းဖခင်သားသမီးတွေဖြစ်ရမယ်ဟုတ်ပြီလားเนาะအဲ့တော့ဒီစာကိုသင်တယ်ကြိုးစားပြီးတော့ကြမှာဒီနိုင်ငံရဲ့လူမျိုးအတွက်ပဲပေးဆက်ဖို့အတွက်ပဲဦးကပြောခြင်းเนาะအခုလိုမတူညီ क्वे ပြားတဲ့အယူဝါဒတွေရောရှိကြပါဘောဒါကတော့ ကိုပါကိုမွေးရပါအတိညာပညာတွေဒီကတင်ပြလိုက်တဲ့ဆရာဆရာမတွေရဲ့စာပေရင်ကျင်းဥဒလိတုံးလိုင်းအစဉ်လာတွေနဲ့အတိညာပညာတွေနဲ့စဉ်းစားပါเนาะတိုင်းပြည်တို့အားပဲဖြစ်စီကြပါတယ်เนาะတိုင်းပြည်တို့အားဖြစ်အောင်ပဲဥကသားတို့သမီးတို့ကိုပေါ့เนาะဟိုတိုက်တွန်းခြင်းနဲ့နောက်တော့ဟိုတောင်းဆိုခြင်းနဲ့ပေါ့เนาะသားတို့သမီးတို့ကြိုးစားကြပါနိုင်ငံနဲ့လူမျိုးအတွက်အကောင်းဆုံးเนาะ ဟိုနောက်အနာဂတ်မှာပေါ်ထွက်လာမယ်သူရဲ့ကောင်းလေးတွေဖြစ်ပါသေးလို့ဆူတောင်းပေးလိုက်တယ်နော်အဲဟုတ်ကဲ့ဟုတ်ပြီဘဘာဘာလေးတစ်ခုချက်ပြောခြင်းလဲဆိုတော့ဒီကနေ့တော့ဘဘာအခုအကိုကြီးဥစော်ပေါ်ရင်ပေါ့နော်လာတယ်အခုအစားတောင်းတဲ့ပတ်သက်ပြီးသမီးတို့ရဲ့အခြေအနေတွေဖြစ်မှန်နေဘာလို့ကိုပြရမှာပေါ့နော်အလူရှင်တွေလည်းဒီပြက်မကလာအောင်ဘာလို့စူးစမ်းပြီးမယ်စားတော့လေးတွေကိုလည်းချက်တဲ့နေရာမှာကောင်းကောင်းလေးတွေစားတတ်အောင်ရဘာဘာတွေနဲ့လည်းတိုင်ပင်ပြီးတော့ချက်တဲ့ပြုတ်တဲ့လူတွေနဲ့အစီအပြေအောင်စားလို့ကောင်းအောင်လည်း ခေအောင်တို့ဘဘာတို့အတူစားပြီးလုပ်ပေးလို့နောင်လည်းဒီထဲမှာကလာပြီးတော့အချိန်ပေါင်းများစွာလာလူပေးမယ်ဆိုတဲ့အကြောင်းကိုခတိပေးရင်းလေးပေါ့နော်ဘဘာဦးစောကိုရလည်းဒါကိုစော်ဩပေးပါတော့နော်အားလုံးဒီကြောင်းလေးတွေခက်ခဲတဲ့အားလုံးဘဘာတို့နေရာတွေဒီတဲ့အစားတလုံးနဲ့စိတ်ဓာတ်မကြပဲနဲ့တကယ်အစားကိုစားရင်းနဲ့စိတ်ဓာတ်တက်ကြွတဲ့လူတွေပြောဘဘာတို့ခံပြီးပေးမယ်လို့ဘဘာတို့ခတိပေးပါတော့နော်ဆက်တတမ်းပဲရှိသေးတယ်ဆိုတော့အစိုးရကိုလည်းဒီဟာကဖြစ်အောင်ပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ဘာကအထက်ကကြောင်းလေးတွေဖြစ်အောင် ကူညီပေးမယ်ကူညီပေးမယ်ပြောပေးမယ်ပြောပေးမယ်ဘယ်လိုနာတာကောင်နာတာကောင်တို့ကြည့်ရလဲနော်ဟုတ်ကဲ့အဲ့တော့အားမငယ်နဲ့နော်အဲဘဝမှာ ဖြစ်လာတဲ့အခက်အခဲတွေကိုအားလုံးသမီးတို့ဒါတို့ဦးတို့အတူတူချင်းဆိုင်တယ်ဘာမှမဖြစ်ဘူးနော်ဦးတို့နိုင်ငံလေးကာယာစီချင်းနဲ့ဖွံ့ဖြိုးစီချင်းနဲ့လက်ရှိဖြစ်နေတဲ့အနေအထားတွေဦးတို့အဲ့ဒါအကောင်းဆုံးကြော်ဖြတ်ပြီးတော့ဒါတို့သမီးတို့ရဲ့အကြောင်းကိုလည်းအစိုးရကြီး သိအောင်လို့ပေါ့နော်ဦးတို့ဝိုင်းဝန်းပြီးတော့မှဖူးပေါင်းဆောင်ရွက်ပေးမယ်နော်ဦးကတိပေးခဲ့တယ်ဦးနာမည်ဇော်ဘုံရေးတားလို့တပြီးတော့တောင်းတင်ပြီးတော့ငယ်သေးတယ်ဦးကိုသိမှာမဟုတ်ဘူးနော်အဲ့တော့ကြတော့ဒါတို့တပြီးတို့အတွက်ပဲဦးဆက်ပြီးတော့မှရှင်းဆက်ပြီးတော့ကြိုးစားပြီးတော့မှလုပ်ပေးဖို့ဦးကတိပြုခဲ့တယ်နော်အဲ့တော့တော့တပြီးတို့စာကြိုးစားကြနော်အေးစားလို့ရပါပြီကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါတယ်နော်တို့တို့တို့ရေးခတ်တော့